Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာနေ့လည်ခင်ပါခင်ဗျာကျွန်တော်ရဲ့ Big Boss Creation Channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့ရက်နေ့လယ်ပိုင်းသတင်းတွေကိုကျွန်တော်နဲ့တူသွားပြီးမှ reaction လောက်ကြမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီနေ့လယ်ပိုင်းမှာတော့သတင်းတွေအများကြီးတက်လာတယ်ပေါ့နော်အဲ့တော့ Louis Tourion သတင်းတွေအများကြီးကိုအရင်ဆုံးဖတ်ပြမယ်ပြီးရင်ကျွန်တော်သတင်းဗီဒီယိုတွေသွားကြည့်မယ်နော် ခေပမအောင်သတင်းတပုတ်ကတော့ကိုကိုကျွန်းမြို့တွင်ညိုစောကိုမဲပေးရန်ဟုဆိုကတာသမီများပိုင်ကုမ္ပဏီများမှဝန်ထမ်းများကိုလှစအပြစ်နေစားစရိတ်ငင်းပြီးကိုကိုကျွန်းတို့ယာယီပြောင်းရွှေ့ခိုင်းနေတယ်လို့သတင်းရရှိပါတယ်။အဲ့တော့ဒီဂျက်ဖက်စစ်ကောင်စီညိုစောကတော့ဗောနော်အခုချိန်မှာဆိုရင်မဲအောင်နိုင်ရေးအတွက်ဒီလိုမျိုးဟိုသူတို့ဒီသူ့ဝန်ထမ်းတွေကမဲပေးတဲ့ပုံစံနဲ့ဒီကိုကိုကျွန်းမှာဗောနော်နေစစ်စားစရိတ်ငင်းပို့ထားတဲ့အနေအထားမှာရှိပါတယ်။အဲ့တော့ဂျက်ဖက်စစ်ကောင်စီကလည်းရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မတမာဖို့အလုံးပြင်ဆင်နေတာတွေ့ရပါတယ်နော်။ နောက်ထပ်သတင်းတစ်ပုဒ်ကတော့ချောင်းဦးမြို့အဝင်းစစ်အုပ်စုကိုတော်လိုင်းတက်များဝင်ရောက်တိုက်ခိုက်ရာစစ်တပ်ဖက်မှ၄កောင်မျိုးစားဖြစ်သွားပြီးတော့တော်လိုင်းရဲဘော်တအုပ်လည်းညစ်မြစ်စွာအသက်ပေးသွားရလို့ကြားသိရပါတယ်ခင်ဗျာအဲ့ဒီမှာဆိုရင်နိုဝင်ဘာ၂ရက်မနက်၆နာရီလောက်ကချောင်းဦးမြို့ဝင်မုံရမန်းလေးပခုတ်ကူလမ်းဆောင်မှာရှိတဲ့စစ်ကော်မရှင်တပ်ကိုတော်လိုင်းပူးပေါင်းတပ်တွေဝင်ရောက်တိုက်ခိုက်လိုက်ရာအပြန်အလှန်ပစ်ခတ်မှု၁၀မိနစ်ခန့်ကြာဖြစ်ပွားခဲ့တယ်လို့လည်းသိရပါတယ် ပစ်ခတ်တိုက်ပွဲအတွင်းစစ်ကော်မရှင်တပ်ဖက်က၄ရောက်မျိုးစာဖြစ်ပြီး၅ရောက်ဒဏ်ရာရခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့ကတရောက်လဲကြာဆုံးပြီး၂ရောက်ဒဏ်ရာရခဲ့တယ်လို့သတင်းရရှိပါတယ်အထိုင်ချတက်ဆွဲထားတာဟုတ်တယ်တဲ့အင်အားတော့တိတ်မများပါဘူး၁၂ရောက်လောက်ပဲရှိတာပါကြာသွားတဲ့ရဲဘော်ကကြီကုံလို့ကြီပြန်ဖြစ်ချင်းခေါင်းကိုထိမှန်ပြီးကြာဆုံးခဲ့တာပါတဲ့ဒဏ်ရာရဲဘော်တွေကတော့အခုမစိုးရင်ရတော့ပါဘူးအခြေအနေကောင်းလာပါပြီလို့လျှက်စီးတက်ခွဲတာဝန်ရှိသူကသတင်းပေးပို့ထားတဲ့လို့သိရပါတယ် ောက်ထပ်သတင်းပုတ်ကတော့ 6K Core Data တိုက်ပွဲအတွင်း Jumper စစ်တပ်ထံမှလက်နက်ခဲယံဒီဇက်တိုက်သိသိရရှိနေတယ်လို့သတင်းရရှိတယ်ပေါ့နော်အဲ့တော့တမန်22အလူတော်မင်္ဂလာဘူကြီးစောတာဘောတို့စီကိုဇက်တိုက်ကိုရေရေလူတန်းနေတာကြောင့်ချိန်ညာမောင်းဒူဝေဆိုပြီးတော့ဒီဘူရာဘောကသူ့ရဲ့လူမှုကွေရမှာရေးထားတွေ့ရမှာနော်အဲ့တော့ဘူရာဘောတို့ဘယ်လိုမျိုးလက်နက်တွေရတယ်ဆိုတော့တစ်ချက်လောက်သွားပြီးမှကြည့်လာမယ်နော်အမေအေးကျမ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 လေးပါရော။ညောင်းကြီးသောမြေ tematizza Davide letto e lo re ya hai do mi sveglia e se consigli poi alla deriva no chạy mà nó hello hello mấy chàng nghe bị lấy cái gì là có mấy cái gì mà coi là mà đây dưới đó sáu quả ba ký rồi mà chi công là lúc này à gì đây tao mang nên nè tao mang nên nè nó chỉ là thua là chỉ vậy nào ်ပြီးသွားတဲ့ကောင်ကြီးอ่ะမနိုင်မနေမလာတယ်ခင်ဗျာကဲနေရမူလည်းနေတယ်ကြိုတယ်လာတယ်ဟမ်ဒါဘွဲသားကြီးဖော်ဘောဟောင်းအောင်ပါတမန်နေနေဟိုဒီနော်ဟာတမန်နေနေအလူလေးပေါ့ကွာကဲအဲ့ဒါမျိုး system စကောင်စီကတော့လောစလေးကောင်မှာအလူကြီးပေးနေတွေ့ရပါတယ်နော် ကဲနောက်ထပ်ကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကတော့စစ်အုပ်စုရဲ့အတူရောင်ရေးကောက်ပွဲနီးကပ်လာခြင်းမြို့ပြဆစ်စင်ကြီးအရှိန်မြင့်လာတယ်လို့ပုံမူပြီးပြင်းထန်လာမှုရှိနေတယ်လို့သတင်းကြားရတယ်ပေါ့နော်အဲ့တော့ချမ်းဖတ်အုပ်စုရဲ့အတူရောင်ရေးကောက်ပွဲနီးကပ်လာခြင်းမှာမြို့ပြကြောက်ပျောက်ကြားတပ်ဖွဲ့ဝင်တွေနဲ့ရန်ကုန်မြို့ပြဆစ်စင်ကြီးတွေခက်ဆစ်ဆစ်ဖြစ်ပေါ်လာတယ်လို့ဒီထက်ပိုပြီးအရှိန်မြင့်သွားမယ်လို့လည်းရန်ကုန်ပျောက်ကြားတပ်ဖွဲ့စီကသိရပါတယ်နော်အဲ့တော့ဒီပျောက်ကြားဆစ်စင်ကြီးနဲ့ပတ်သက်ပြီးတော့အချမ်းဖတ်စစ်ကောင်စီနဲ့နီးစပ်တဲ့နေရာတွေမှာမနေဘဲနေပေါ့နော်ဝေးရနေရှောင်ကြားဖို့သတိပေးထားရရှိတဲ့အတွက်ပေါ့နော်အခုချိန်မှာဆိုရင်တော့ဒါတွေကအထူးပဲ give site တင်ပါတယ်နော် ဲ့တော့ချမ်ပစစ်ကောင်စီနေတဲ့ရဲစခန်းလိုမျိုးနေရာတွေကိုဘုံတွေနဲ့တိုက်ခိုက်ဖို့အစီအစဉ်တွေသူတို့ရှိရင်လည်းရှိမှာပေါ့နော်အဲ့ဒီအတွက်ဒီပြည်သူလူထုတွေကအဲ့လိုမျိုးနေရာတွေအသွားလာတယ်ဆိုသတိထားဖို့လိုပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ပူလောမြို့ကြောက်စုတက်စစ်တက်စကင်း စစ်တပ်ကအင်းဒီအမှတ်လေးရက်ကွက်အုပ်ချုပ်ရေးမှုစိုးဝင်တဲ့တတော်ဆောင်တို့ကိုပြစ်ခတ်မှုတွေနှစ်ဦးစလုံးမျိုးစားဖြစ်ပြီးလက်နက်တလက်ပါတိုက်စီရမိတယ်လို့သတိရရှိပါတယ်။အဲ့ဒါကတော့ဒီပူလောမျိုးအမှတ်လေးရက်ကွက်မှာရှိတဲ့ကြောက်စုစစ်တပ်ကအတွင်းမှာအမှတ်လေးရက်ကွက်အုပ်ချုပ်ရေးမှုစိုးဝင်တဲ့၎င်း၏တတော်ဆောင်တပ်သားတအုပ်ကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့မှပြစ်ခတ်ရှင်းလင်းခဲ့ရာနှစ်ဦးစလုံးမျိုးစားဖြစ်ခေါ်ဖြစ်သွားပြီးတော့ AK47 rifle တလက်တလက်ကြီးပေါက်တစ်ခု 7.62G ခုနှစ်တောင်းကလေးကစားစရာပစ္စတိုတလက် ကလေးကစားစရာလက်ပစ်ပုံနှလုံးနဲ့ Vivo ဖုန်းအစုတ်တလုံးကိုသိစရာမျိုးတော့သိရပါတယ်တဲ့အဲ့တော့ကလေးကစားလက်နက်တွေပါရတယ်ဆိုတော့တော်တော်လေးထူးဆန်းနေပါတော့အဲ့တော့သူတို့ကလက်နက်များမရှိလို့များဒီလိုမျိုးအတုတွေများစောင့်ထားလားမသိဘူး ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ကုံကားများကိုစက်ကြီးကောက်နေတဲ့ရဲလင်များဖိခတ်ခံရပြီးရဲယောက်ျားမြေရောစာဖြစ်ကိုဝင်းသိရဲမိမကိုပြန်လုပေးခဲ့ရတယ်လို့သိရပါတယ်အဲ့ဒါဖြစ်တဲ့နေရာကတော့ဒီပခုတ်ကူမြို့နယ်မှာကုံကားတွေစီကစက်ကြီးငွေကောက်ခံနေတဲ့ရဲလင်များကိုတော်လိုင်းရေးရဲဘော်တွေကပြစ်ခတ်တိုက်ခိုက်ရာရဲမျိုးသားဖြစ်သူတေဆုံးသွားပြီးမျိုးသမီးဖြစ်ကိုအမျိုးသမီးဖြစ်သူကိုအရှင်ဖမ်းမိခဲ့တယ်လို့ Southern YSO PDF တဖွဲ့ထံမှသိရပါတယ်သူတို့ကပိုက်ဆံကိုတရားဝင်ကောက်တာလည်းမဟုတ်ဘူးတဲ့ budget ရှူရှာတာပေါ့တဲ့တရက်တရက်တရက်ကို2ယောက်3ယောက်လောက်ကထွတ်ထွတ် တောင်းနေတာအဲ့ဒါကိုကျွန်တော်တို့ကလည်းချောင်းနေတာပေါ့ရဲလင်မြန်နှစ်ယောက်ကိုတော့ယောက်ျားကိုတော့အနီးကပစ်ခဲလိုက်တယ်မိမကတော့ဘိုက်ကြီးနဲ့မို့လို့ဖမ်းပြီးတော့စစ်စင်းမြင်းမြင်းရဆာရှိပြီးပြန်ထွက်လိုက်တယ်လို့ကြားသိရပါတယ်ခင်ဗျာ ။ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ရန်ကုန်ရှိကထိန်တစောင်းတိုင်းမီးထွန်းပွဲနဲ့ဈေးပွဲတော်များတွင်ရန်ဖြစ်မှုခိုးဆိုးလူရဲမှုနှင့်မိုးရစ်မိုးရစ်တောင်းကျမ်းမှုလူငယ်များကိုအမှုဖွဲ့အရေးမယူပဲစစ်မှုထမ်းပြတခါတည်းစုဆောင်းနေတယ်လို့သိရပါတယ်။အဲတော့အင်းစိန်မြို့နယ်ကထိန်တစောင်းတိုင်းမီးထွန်းပွဲနဲ့ဈေးပွဲတော်တွေရန်ဖြစ်မှုခိုးဆိုးလူရဲမှုနှင့်မိုးရစ်တောင်းကျမ်းသူလူငယ်များကိုအမှုဖွဲ့အရေးမယူပဲစစ်မှုထမ်းပြစုဆောင်းနေရှိကြောင်းအင်းစိန်မြို့နယ်တွင်ရက်ကွက်အုပ်ချုပ်ရေးမှုအဖွဲ့ဝင်တချို့နှင့်ရန်ဖြစ်မှုကြောင့်ဖမ်းဆီးခံရပြီးစစ်မှုထမ်းပြစုဆောင်းခံလိုက်ရသောလူငယ်တချို့မိသားစုဝင်ထမ်းပါသိရပါတယ်ခင်ဗျာအဲ့တော့ဒီ အချမ်းမစစ်ကောင်စီလှုပ်တဲ့ဒီပျော်ပွဲရှင်ပွဲတွေမှာပါဝင်တဲ့သူတွေကဒီလိုမျိုးအမှုခင်းတွေဖြစ်လာတယ်ဆိုရင်ဒါကဘာမှဒီတရားရုံးမှာဖြေရှင်းတာမျိုးမရှိဘဲနဲ့စစ်မှုထမ်းခိုင်းတဲ့အနေအထားတွေတွေ့နေရမှာနော်ကဲနောက်ထပ်တင်တဲ့ဘုတ်ကတော့တရချောင်းတွင်စစ်တပ်စစ်ကြောင်းတွင်တော်လိုင်းကြီးတက်မြန်၂ရက်ဆက်တိုက်ပွဲဖြစ်ပြီးတော့တော်လိုင်းကြီးရဲဘော်၂ဦးကြာဆုံးကစစ်သား၉ဦးတိဆုံးခဲ့တယ်လို့သတင်းရရှိပါတယ်။အဲ့ဒါကတော့တရချောင်းမြို့နယ်ကြောက် ကြောက်လီကကြည့်ရဒီမှာစစ်ကြောင်းထိုးလာတဲ့ဂျပန်စစ်တပ်နဲ့တော်လိုင်းရဲတပ်တွေတိုက်ပွဲဖြစ်ပွားပြီးတော်လိုင်းရဲဘော်နှစ်ယောက်ကြဆုံးကစစ်သား၉ယောက်မျိုးစာဖြစ်ခဲ့တယ်လို့တောင်းကျင်တော်စစ်ကြောင်းကသတင်းထုတ်ပြန်ထားပါတယ်။မန်လီတိုင်းမြင်းချံမြို့နယ်လက်သစ်ရွာဂျပန်စစ်တပ်စုပေါင်းကိတ်ကိုဝင်ရောက်တိုက်ခိုက်မှုစစ်သား၈ဦးမျိုးမျိုးစာဖြစ်ခဲ့ပြီးတော့မြင်းချံကရင်တရင်ခွန်ဇီလိုပြောက်ချက်တပ်ဖွဲ့မှတာဝန်ရှိသူဘိုးတက်ကြီးက ရန်ကုန်ခေတ်သစ်တင်းဟာကိုတရင်ပို့ပို့ထားလို့သိရတယ်ပေါ့နော်အဲ့တော့စခရခပခတွေစုပေါင်းဖွင့်ထားတဲ့စစ်စီကိကိုဝင်ပြေရခန်းရတာပါတဲ့စခကိကမြင်းချံမြို့သားတရာဦးမန်းလေးလမ်းမကြီးပေါ်မှာဖွင့်ထားတာပါအဲ့ဒီကိကိုပြစ်ခန်းရတာမှန်ပါတယ်လို့လေလေတိရွာသားတူကတီးပြူထားပါတယ်နော်အဲ့တော့ဒီလိုမျိုးရွေးကောက်ပွဲနီးလာနေမြန်နေရာတိုင်းမှာစော်ပလော်တီးနေတာတော့တွေ့နေရပါတယ်နော် ဒီထဲမှာလေကျွန်တော်တို့တချို့ပွဲတွေမှာကျွန်တော်တို့ရဲဘော်တွေကြာဆုံးသွားတဲ့အတွက်လည်းတကယ်ပဲပေါ့နော်စိတ်မကောင်းဘူးပေါ့နော်တကယ်ပဲအားလုံးကိုတကယ်ပဲလေးစားပါတယ် နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဤတီနီယာနှင့်အေအေယုံဌာနကိုစုံစမ်းဖော်ထုတ်ရန်နေပြီးတော့စေယုံကညွှန်ကြားလိုက်တယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်။အဲတော့အေအေစီယူစီချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကရခိုင်ဒေသသို့ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်းတရားဝင်ထုတ်ဖော်ပြောဆိုပြီးနောက်အောက်တိုဘာလနောက်ပိုင်းအတွင်းပြုလုပ်သောနေပြီးတော့စေယုံဤရခိုင်ဒေသဆိုင်ရာစစ်ဘက်အထူးစည်းဝေးတွေထိုးထိုးညွှန်ကြားလာခြင်းဖြစ်ကြောင်းသိရပါတယ်။အဲတော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်မြန်မာပြည်ထဲပြန်ရောက်တာနဲ့ဒီရခိုင်မှာနေတာပေါ့နော်။အဲတော့သူပမာနေလဲဆိုတာကိုသူတို့အတည်းအဆန်သိရှိနေကြတာပေါ့နော်။အဲတော့သိတယ်ဆိုရင်တော့တေချာပေါက်လေးရင်ဘုံကျဲမဲ့ပါအများမျိုး ုးစုံသူတို့တိုက်ခိုက်ကြတော့မဖြစ်ပါဘူးเนาะအဲ့တော့ဘလိုပဲပြောခွင့်ရှိမှာဆိုရင်ခြေတန်လုံးနဲ့ AA ကတော့ဘယ်နာမှာဘလိုရှိမှန်းဘလိုကနေဘလိုကွန်မန့်နေပေးပြီးတိုက်နေလို့ဆိုတော့သူတို့မသိကြသေးပါဘူးเนาะကဲလွိုင်းတိုရှင်သတင်းတွေဖတ်လို့ပြီးမှာသတင်းပြည်တို့တစ်ချက်လောက်သွားကြည့်အောင်เนาะအခုဆိုရင်စစ်ကော်မရှင်ကဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပြည်သူတွေကို PSMS စနစ်ဖြင့်စောင့်ကြည့်ပြီးတော့ဖမ်းဆီးနေတယ်လို့သိရတယ်เนาะအဲ့ဒီသတင်းချိန်ချထားတဲ့နောက်ကြည့်အောင်เนาะ မြန်မာစစ်ကောင်စီနဲ့၎င်းတို့ပြုလုပ်မဲ့တွေ့ရောင်ရွေးကောက်ပွဲကိုဝေဖန်သူတွေကိုစေယုံစုထောက်ခံသူတွေရဲ့တိုင်ကြားချက်တွေဖြင့်လူပုဂ္ဂိုလ်များစီစစ်ဆောင်ကြည်စနစ် PSM Maps အသုံးပြုပြီးဖမ်းဆီးမှုတွေအခုရပိုင်းတွင်များပြားလာတယ်လို့မြန်မာ Internet Project MIP ဖွဲ့ကပြောရေးဆိုခွင့်ရှိသူဦးတစ်ညံကပြောပါရယ်အခုနှစ်ဩဂတ်လကနေအောက်တိုဘာလအတွင်းသတင်းလွတ်လပ်ခွင့်ထိန်းချုပ်မှုတွေနဲ့ online ကတဆင့်ပြောဆိုမှုတွေကိုစောင့်ကြည့်ဖမ်းဆီးမှုတွေ တည်တည်တံ့တံ့မြင့်တက်လာတာပါအထူးသဖြင့်စေအိုစုဟာ Person Scrutinization and Monitoring System PSMS ကိုကျပြန်းစွာအသုံးချပြီးတော့ VBM အသုံးပြုမှုနဲ့ရွေးကောက်ပွဲကာကွယ်ဆိုင်ရာဥပဒေတွေကိုအသုံးချပြီးဖန်ဆီးအရေးယူမှုတွေလှုပ်ဆောင်လာတယ်လို့မြန်မာ Internet Project ရဲ့နိုဝင်ဘာလ3ရက်နေ့ကထုတ်ပြန်တဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ CEO ကလူမှုကွန်ရက် Social Media ကိုစောင့်ကြည့်ပြီးဖန်ဆီးတာတွေက 2021ဖေဖော်ဝါရီကလေးကရှိပါတယ်။အခုတော့ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့အကြောင်းပြပြီးထင်ရှားတဲ့သူတွေလူသိများတဲ့သူတွေကိုဖမ်းပြတယ်။အယက်သားပြည်သူတွေကြောက်အောင် အကြောင်းတရားသွင်းတာပဲလို့မြန်မာ Internet Project အဖွဲ့ကပြောရေးဆိုခွင့်ရှိသူဦးသိညာက ARR Times ကိုပြောပါရယ်။စစ်ကောင်မရှင်ဟာ၎င်းတို့မွေးမြူထားတဲ့စေုပ်စုထောက်ခံသူတွေရဲ့သတင်းပေးမှုလူဝင်ရနောက်ရောက်ခံစောင့်ကြည့်မိပညာနဲ့ရွေးကောက်ပွဲအကြောင်းသတင်းဌာနတွေထင်ရှားသူတွေ တက်ကြွလှူရှားသူတွေနဲ့လူမှုကွန်ရက်စာမျက်နှာအောက်ရှိကွန်မန့်ရေးသူတွေကိုလိုက်လံကြည့်ရှုပြီးဖန်ဆီးမှုတွေရှိနေတယ်လို့သိရှိရပါတယ်။ဒါ့အပြင်ကွန်မန့်ရေးသူတွေရဲ့လူမှုကွန်ရက်ကိုစောင့်ကြည့်ပြီးအကောင့်တွေနဲ့မိတ်ဆွေဖွဲ့ထားကအတွင်းကနေစောင့်ကြည့်မှုတွေကိုလည်းလူဝင်အားများစွာနဲ့ပြုလုပ်ပြီး Facebook, Telegram, TikTok, YouTube လိုမျိုး channel များစွာကိုလည်းစောင့်ကြည့်ဖန်ဆီးနေတယ်လို့သိရပါတယ်။ဒါ့အပြင်စစ်ကောင်မရှင်ဟာ online internet အသုံးပြုပြီး လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုပြုလုပ်သူ48ဦးကိုလည်းဖမ်းဆီးထားတယ်လို့မြန်မာအင်တာနက် project ရဲ့သုံးလဘက်လေးလာမှတ်တမ်းပြုစုတဲ့အချက်လက်တွေရသိရပါတယ်။ကဲကြားတဲ့အချိန်ပါနော်။အဲ့တော့ဒီ PSMS နဲ့ဆိုတော့ဒီမျက်နှာတွေ scan ဖတ်ပြီးမှဒီဖမ်းဆီးတဲ့စနစ်ပေါ့နော်။အဲ့တော့ဒီရွေးကောက်ပွဲအတုနဲ့ပတ်သက်ပြီးတော့ဝေဖန်တဲ့သူတွေလည်းဒီဒီစနစ်နဲ့ပတ်သက်ပြီးတော်တော်လေးကိုဖမ်းဆီးခံတဲ့အနေအထားဖြစ်ပါတယ်နော်။ ကဲကျွန်တော်နောက်ထပ်နားထောင်မယ့်သတင်းကတော့ဒီအချက်မဲ့စစ်ကောင်စီကအတုကောင်ရေးအတုအယောင်ရွေးကောက်ပွဲကန့်ကွက်နေသူတွေကိုဘာဖြစ်ချင်တာလဲဆိုပြီးမှိုက်ကြီးခွဲစကားဆိုလာတဲ့ဥက္ကူကူကြီးရဲ့ပြောဆိုတဲ့စကားလေးကိုနားထောင်ကြည့်အောင်နော်စစ်ကောင်ရှင် အာနာတင်ရဲ့အတွက်ပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့ပြည်သူပါတီဥက္ကဋ္ဌဥက္ကကိုကြီးကရွေးကောက်ပွဲကန့်ကွက်နေသူတွေကိုမိုက်ကြေခွဲစကားဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကသတင်းဌာနတစ်ခုနဲ့ဥက္ကုကိုချင်းအင်တာဗျူးခဲ့တဲ့ရုပ်တံဖိုင်ကိုပြီးတုပါတီရဲ့လူမှုကွန်ရက်ဆမင်နာအကောင့်မှာတင်ခဲ့ပြီးတော့အဲ့ဒီရုပ်တံဖိုင်ထဲမှာမိုက်ကျေးခွဲတဲ့စကားလုံးကိုဥက္ကုကိုချင်းကတုံးခဲ့တာပါ မြန်မာပြည်နိုင်ငံရဲ့တမိုင်မှာအတိုက်ခံပထမအောင်ဆုံးအာဏာရတာဒီရွေးကောက်ပွဲနိမ့်နဲ့နဲ့ရတာလက်နက်ကင်နိမ့်နဲ့နဲ့ရတာမဟုတ်ဘူးရွေးကောက်ပွဲဆန့်ကျင်မဲ့ဆိုရင်ဘာလို့မှလဲဆိုတာလမ်းစဉ်တတိတကြရှိဖို့လိုတယ်ရွေးကောက်ပွဲဖြတ်မယ်မပြတ်ဘူးဘာလို့မှလဲအဲ့ဒီရလက်ကိုဘလို့ဖြစ်စေချင်တာလဲကျွန်တော်ကတခွန်းနဲ့ပြောမယ်ဗျာဘာဖြစ်ချင်တာလဲလို့ဥက္ကုတ်ကိုကြီးကပြောပါတယ် ကိုကိုကြီးရဲ့အခုပြောကြားချက်ကစစ်ကောင်ရှင်ရဲ့ရွေးကောက်ပွဲကိုတပိတ်မောက်ဖို့ကြိုးပမ်းနေတဲ့တော်လိုင်းအင်အားစုတွေနဲ့နိုင်ငံရေးအဖွဲ့အစည်းတွေကိုစိန်ခေါ်လိုက်တာပဲသူ့ရဲ့နိုင်ငံရေးတမိုင်းဖြတ်တမ်းမှုဘလောက်ကောင်းကဲကောင်းကဲစစ်တပ်နဲ့ပေါင်ပြီးအာဏာယူနေတဲ့သူဟာပရောမာကောင်းပြန်ဖော်နိုင်မှာမဟုတ်ဘူးလို့နိုင်ငံရေးလှလာတုံးသက်သူတို့ကမှတ်ချက်ပြုပါတယ် စစ်ကော်မရှင်ရဲ့အတုံရောင်ရွေးကောက်ပွဲကိုတနင်္ဂနွေလုံးအတိုင်းတာနဲ့ဝင်ရောက်ရှင်ပြိုင်မဲ့ပါတီ6ပါတီထဲမှာပြည်သူ့ပါတီလည်းပါဝင်ပါတယ်။လက်ရှိစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲအစီအစဉ်ကို လက်ခံတဲ့ပါတီတွေနဲ့စန့်ကျင်တဲ့အင်အားစုတွေကြားနိုင်ငံရေးလမ်းကြောင်းရွေးချယ်မှုနဲ့ပတ်သက်လို့သဘောထားကွက်လွက်မှုတွေမြင့်တက်နေချိန်မှာဥက္ကုကိုကြီးရဲ့အခုပြောကြားချက်ဟာပုံမှန်အငင်းပေါက်ဖွယ်ရာတွေဖြစ်လာနိုင်တယ်လို့သုံးသပ်မှုတွေလည်းရှိနေပါတယ်။ စစ်ကောင်စီဟာသူတို့ရဲ့အတုယောင်ရေကောက်ပွဲမှာစန့်ခိုင်ရေးပါတီအနိုင်ရစေဖို့အတွက် နိုင်ငံရေးပါတီမှတ်ပုံတင်စေဥပဒေကိုတင်းကျပ်ခဲ့ပြီးတော့ပါတီဝင်အင်အားရန်ပုံဝင်ရုံးငန်းအရေးအတွက်နဲ့ကိုယ်စားလှယ်လောင်းတွေရဲ့အရေးချင်းသတ်မှတ်ချက်တွေကိုတင်းကျပ်မှုတွေပြုလုပ်ခဲ့ပါတယ်။ကဲကြားရတိုင်းပါနော်။ဦးကိုကြီးကတော့ဒါဒေါ်လာကြီးကိုစော်ကားလိုက်တာနဲ့အတူတူပါပဲနော်။အတုယောင်ရေကောက်ပွဲမှန်သိလို့ပြောတာပဲလीနော်။ အာဆွေမရေကောက်ပဲဆိုတော့ဒါထားလိုက်တော့နားလည်ပြလို့ရသေးတယ်အခုအချိန်ထိမင်းအောင်နိုင်ရဲ့အသက်ရှင်ရေးအတွက်လုပ်နေတဲ့ရေကောက်ပဲဆိုတာတနိုင်ငံလုံးလည်းသိတယ်တစ်ကမ္ဘာလုံးအောင်လည်းသိတယ်အဲ့ဒါကိုသူတို့ကလာပြီးကာကွယ်ပေးနေဆိုဥက္ကူကြီးကတော့တကယ်ပဲเนาะတတိမမှန်တဲ့တယောက်ပေါ့เนาะအဲ့တော့ဘလောက်ပဲ88မှာသူနာမည်ဘလောက်ပဲရအခု2021မှာတော့သူနာမည်ကတော့တကယ်မြောင်းနေရောက်သွားတာသိကြပါပြီเนาะကဲနောက်ထပ်တင်ပုတ်ကတော့မိုးကုတ်ကိုကာကွယ်ဖို့အညာကတော်လိုင်းအင်အားစုတွေအပြင်အဲ့ဒီမှာရှိတဲ့ဒေသခံတွေကပါအားဖြစ်နေတယ်ဆိုတဲ့သတင်းကောင်းလေးနောက်ထောင်ကြအောင်เนาะ ွေဖို့အတွက်အညာဒေတာကတော်လိုင်းရင်ဟာဆိုတဲ့အပြင်ဒေတာကန်တွေကပါအဖြစ်ကူညီနေရလို့တော်လိုင်းရင်နဲ့နီးစပ်သူတွေထံကနေသိရပါတယ်။မုတ်ကုံမြို့ဟာစောင့်မြေရတနာတွေထွက်ရှိတဲ့ဒေသဖြစ်တဲ့အပြင်ပြည်ပြင်အနေထားရပါအရေးပါတဲ့နေရာမှာတည်ရှိနေတဲ့အတွက်စစ်ကော်မရှင်ဟာပြန်လုံခြင်းနေရာလည်းဖြစ်ပါတယ် အထူးသဖြင့်မိုးကုတ်ဒေတာကိုကာကွယ်ဖို့အတွက်ဒေတာကန်ပီရီယက်တွေအပြင်စကိုင်းနဲ့မကွေးတိုင်းကတော်လိုင်းအင်အားစုတွေပါမိုးကုတ်မြို့ကိုရောက်ရှိလာပြီးလက်နက်ကင်ခုခံမှုပြင်ဆင်ထားပါတယ်။တော်လိုင်းအင်အားစုတွေနဲ့နှိစက်တဲ့တရင်ရင်မြစ်တို့ကဒါတော်လိုင်းရဲ့အတွက်ဒေတာမခွဲချပဲစီလုံးညညမှုကိုပြသလိုက်တာဖြစ်တဲ့အညာကရဲဘော်တွေရဲ့အတွေ့အကြုံနဲ့စိတ်သက်တွေကမိုးကုတ်ကာကွယ်ရေးကိုပိုပြီးခိုင်မာစေပါတယ်လို့ပြောပါတယ်။ ဒါပြင်ဒေသခံတွေရဲ့ပူးပေါင်းပါဝင်မှုဟာလည်းမိုးကုံမြို့ကာကွယ်ရေးအတွက်ကြီးမားတဲ့အားတစ်ခုဖြစ်လာစေပြီးစစ်ကော်မရှင်ထိုးစစ်ကိုဟန့်ကြားနိုင်မှုအဓိကကျတဲ့အခန်းကဏ္ဍတစ်ခုဖြစ်တယ်လို့စီးရီးလိလာသူတွေကသုံးသပ်ထားပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ29ရက်ကတရုတ်နိုင်ငံဂျာဝင်စစ်ဆင်မှုနဲ့တန်တန် TNL ဟာမိုးကုံနဲ့မိုးမိတ်မြို့ကနေပြန်လည်ဆုတ်ခွာမယ်လို့သတင်းထုတ်ပြန်ပြီးတဲ့နောက်မှာ မြို့အခြေဆိုင် PDF တက်တွေကမြို့ကိုကိုအစီစဉ်နဲ့ကကွယ်သွားမယ်လို့အတိအတိတံပြန်ထုတ်ပြန်ခဲ့ပါတယ်။ TNL ကမိုးကုတ်မြို့ကနေပင်နဲ့နောက်ဆုံးထားပြီးပြန်ဆုတ်ခွာမယ်လို့အတိအကျမပြောထားပေမဲ့မွေဘာလမကုန်ခင်အပြီးဆုတ်ခွာသွားနိုင်တယ်လို့မြေပြင်တော်လိုင်းတက်တွေရဲ့ပြောဆိုမှုတွေလည်းရှိနေပါတယ်။ဒါရောပါနော်ဒီ TNL ထွက်သွားပြီးနောက်ပိုင်းမှာကျွန်တော် PDF ဒီနဲ့ဒီဒေတာခံဒီ online တက်ဖွဲ့တွေက မိုးကုတ်မြို့ကာကွယ်မယ်လို့ပြောလိုက်ပြီးမကြခင်မှာဒေသခံတွေကပပဝင်လာတဲ့နေသားဖြစ်ပါတယ်เนาะအဲ့တော့ဒီတွန်လိုင်းရင်ဖွဲ့တွေကတော့လက်နဲ့အင်းရမ်းမှာအားနဲ့နေလိမ့်မယ်ပေါ့เนาะဒါပေမဲ့လည်းမြရအောင်ကာကွယ်မယ်ဆိုပြီးကြွေးကြော်နေကြဖြစ်ပါတယ်เนาะအဲ့ဒါကြောင့်လည်းတို့အခုချိန်မှာဆိုအညာမှာရှိတဲ့တက်တွေလည်းခေါ်ပြီးမှစုပေါင်းမှုမှတိုက်တဲ့အနေသားဖြစ်ပါတယ်အဲ့တော့မိုးကုတ်ကိုကာကွယ်နိုင်ပြီးသွားပြီဆိုရင်လည်းထပ်ပြီးတော့ပေါ့เนาะအညာအတွက်သတင်းကောင်းတွေထပ်ပြီးတော့ကြားမယ်လို့ကျွန်တော်ယုံကြည်ပါတယ်เนาะအဲနောက်ထပ်သတင်းကတော့ဒီမိုးကုန်းနယ်ပဲပတ်သက်ပြီးတော့ဗောနော်ဥသက်ထွေးနိုင်တို့ရဲ့ channel မှာမေးထားတဲ့ဟာလေးတစ်ချက်နောက်အောင်ကြည့်အောင်နော် ဟော့ဖြစ်လာတာကတော့ဒီမိုးကုတ်တိုက်တုံးကပါခဲ့တဲ့ PDF တွေပေါ့နော်သူတို့အနေနဲ့ကတော့ဒါမိုးကုတ်ကိုစစ်ကောင်စီလက်လုံးဝပြန်မအပ်နိုင်ဘူးဆိုပြီးအဲ့မှာရှိတဲ့ PDF တွေကအသီးသီးပေါ့နော်ကျင်ညာချက်တွေထုတ်တယ်နောက်တခြား data မှာရှိတဲ့ PDF တွေလာရောက်ပူးပေါင်းမယ်ပေါ့အဲအဲ့လိုမျိုးထုတ်တယ်ဆိုတော့ဒီအချိန်တွေကတော့ခုခံမှုကလက်တွေ့ဘလောက်ဖြစ်နိုင်မလဲဘောဆိုစစ်တပ်ကအတိတဲ့အတိုင်းလေနေ drone တွေကိုအသာစီးနေလीတော့လူလူမရှောင်စေးပြစ်မဲ့မရှောင်ပြစ်နေတာပေါ့ ဆိုတော့တအားအောင်နောက်ဆုတ်ထားရတာဆိုတော့ဒီဒီ PDF တွေနေနေကိုစုပြီးခုခံမှုอ่ะဘယ်လောက်လက်တွေ့ရဟိုဖြစ်နိုင်ကြရှိမလဲဗျအဲ့တော့ကျွန်တော်မြင်တာလေအခုတို့ဒီ new ကာကွယ်မယ်ဆိုတော့တို့ထုတ်ပြန်ကြေညာချက်ပေါ့ဗျာเนาะကျွန်တော်မြင်နေအဲ့ဒါလုတ်တင်နေတော့ကျွန်တော်မြင်နေဗျာဘာကြောင့်လဲဆိုတော့ဒါကတို့တရားဝင်ဒီမျိုးကိုတို့နဲ့လည်းသက်ဆိုင်နေဆိုတာကိုပြောလိုက်တဲ့သဘောဖြစ်တယ်လို့ကျွန်တော်မြင်နေဗျာဆိုတော့ရန်သူကကျွန်တော်ထင်တယ်ဒီကိစ္စမှာဟိုတင်တယ်လို့ဖိအားပေးနိုင်တယ်လို့ကျွန်တော်မြင်တယ်ဟိုဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ အများပေါ့ဗျာနော်အများနားလဲထားတာကဒီမိုးကုတ်နဲ့မိုးမိတ်ကိုဟိုတင်းနေလေးကအောက်ချုပ်ထားတယ်တင်းနေလေးကထိမ့်ချုပ်ထားတယ်ဆိုပြီးကျွန်တော်နားလဲထားတာဟုတ်ဗျာနော်အဲ့ခါကျတော့ဒီနေ့ရန်သူကဒီနေမီတွေဒီနေမီတွေကတင်းနေလေးရဲ့ထိမ့်ချုပ်မှရှိတယ်လို့သူကတတ်မှတ်ထားတဲ့အခါကျတော့အခု PDF တွေကမိုးမိတ်ကိုဆက်လက်ခုခံမယ်ဆိုတဲ့အခါကျတော့ TNL လို့သူရန်သူကဖိအားပေးနေလို့မြင်တယ် ဆိုတော့အဲ့လိုဖြစ်လာတယ်ဆိုရင်တော့ကျွန်တော်တင်ကျွန်တော်တို့အင်အားစုတွေကြားမှာတော့အမြင်မတူတာတွေဟိုဖြစ်လာတယ်လို့ကျွန်တော်တို့မြင်နေဗျာဒီနေရာမှာနောက်တစ်ခုကစစ်ရေးရပေါ့နော်ဟိုကိုစလန်ရောက်အောင်နေနဲ့ဘလို့မြင်လဲမသိဘူးโอเคโอเคအဲ့တော့ခုကံမဲ့ခုကံမဲ့ဆိုလဲဒီစည်ရရဟိုခြေတန်လုံလုံပေါ့နော်မတိအောင်ဟိုစစ်တက်ကမတိရအောင်အဲ့လိုရှုပ်ဝက်ပြီးတော့ဟိုပြင်ဆင်ထားမယ်ဆိုရင်တကယ်တိုက်ပွဲဖြစ်လာရင်ကိုယ့်ဘက်ကအသာစီးရနိုင်တာပေါ့အခုက ဟိုကြင်ညာပြီးတော့ဖွင့်ချပြီးတိုက်တယ်လို့မျိုးဖြစ်မှာပါအဲ့တော့စစ်တပ်ဘက်ကပို့ပြီးတော့ဟိုသူပြင်ဆင်နိုင်တဲ့အနေအထားဖြစ်မသွားနိုင်ဘူးလားဟိုရှုပ်ဝက်တယ်လို့မမြင်ဘူးလားကျွန်တော်စဉ်းစားမိတာပါကျွန်တော်မြင်တော့အခုကသူကခုခံမယ်ဆိုတာသူကပြောတာလေနော်ခုခံမယ်ဘာကြောင့်ခုခံလဲဆိုတာဒီမျိုးကသူတို့နဲ့အဲသူတို့သူတို့နဲ့လည်းပတ်သက်တယ်သူတို့နဲ့ဆိုင်နေဆိုတဲ့ကိစ္စကသူကပြောတာပဲလေဒါပေမဲ့သူဘလို့ခုခံမယ်ဆိုတာသူပြောတာမှမဟုတ်ဘူးလေနော်ဆိုတော့ကျွန်တော်လည်းအဲ့ဒီနေရာမှာဆိုရင်ပေါ့နော် ကျွန်တော်လည်းကြီးညာမှာပဲကျန်တော့ကျွန်တော်လည်းကြီးညာမှာဆိုတာဒီလိုလေဘာကြောင့်ဒီလိုကြီးညာလဲဆိုရင်ကျွန်တော်တို့ကတရားဝင်ဖြစ်အောင်ပါဗျာနော်ဆိုတော့အခုလိုကြီးညာတာဖြစ်တယ်လို့ကျွန်တော်တော့နားလဲတယ်ဗျာနော်အဲ့တော့ခုခံပုံခုခံနီးရတော့ဒါတော့တို့ဟိုပြင်ဆင်မှုတွေရှိမှာပါဗျာနော်အဲ့တော့ဒီကြံတာတစ်ခုကတော့ဆိုတော့ရန်သူကတော့ကျွန်တော်တင်တယ်အလုံးရင်းနဲ့ဝင်လာမှာပဲလေနော်ဆိုတော့တစ်ဖက်ကလည်းဒါကတော့ကျွန်တော်တို့ဒီမျိုးမကြရေးပါဗျာတို့လည်းသက်ဆိုင်နေတော့ခုခံမှာဗျာဒါပေမဲ့ပြဿနာက ဟိုရန်သူကတင်းနေလို့ဖြစ်ရပြင်မယ်ဒါမင်းတို့ချင်းရှိမင်းတို့ချင်းချင်းတက်တနာပေါ့အဲ့မင်းတို့ချင်းရှင်းကြမင်းတို့ရှင်းပြီးတော့မှငါတို့ဝင်မယ်ဆိုရမျိုးလဲကျွန်တော်ထင်တယ်ဟိုဖြစ်ကောင်းဖြစ်နိုင်နိုင်တာပေါ့အဲ့လိုမျိုးဖြစ်ပြီးဆိုတော့ကျွန်တော်ထင်တယ်ကျွန်တော်တို့မိုးကုတ် PDF တွေနဲ့ကျွန်တော်ထင်တယ်တင်းနေကြားထဲမှာတော့ကျွန်တော်ထင်တယ်ဟိုအမြင်မတူတာလဲကျွန်တော်တို့ဖြစ်လာနိုင်တယ်လို့ကျွန်တော်တော့သုံးသပ်မိတယ်ကဲဒါကတော့သူတို့သုံးသပ်ချက်တွေအတိုးလေးကျွန်တော်ဆွဲထုတ်လိုက်တာပေါ့နော်အဲ့တော့ဒီကိစ္စမှာလည်းဒါလည်းဖြစ်နေတယ်ပေါ့နော်အဲ့တော့ TL နဲ့ဒီ ကျမစစ်ကောင်စီက TL ကိုဖိအားပေးပြီးတော့ဖြည့်ရှင်းခိုင်းနေဆိုတော့ဒါ TL နဲ့ဒီတော်လိုင်းတစ်ဖွဲ့တည်းမျက်နှာချင်းဆိုင်ရမယ့်အနေထားလည်းတွေ့ရပါเนาะအဲ့တော့ဘလို့ပဲပြောပြောအခုချိန်မှာဆိုတော့ TL ရဲ့အုပ်ချုပ်မှုတချို့ဟာတွေရှိသေးတယ်လို့လည်းကြားသေးရတဲ့အတွက်ပေါ့เนาะအဘလို့ဖြစ်လာမလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ဘာဖြစ်ပြောတော်လိုင်းတစ်ဖွဲ့တွေကတော့မိုးကုတ်မိုးမင်းမကြောက်အောင်တော့ကာကွယ်မယ်လို့ဒီပြည်သူလူထုကိုပေါ့เนาะအားရှိအောင်ကြော်ညာထားရဖြစ်တဲ့အတွက်တို့မရမက ဒီကောက်ွယ်မှာတော့တေးကြပါเนาะအဲ့တော့ TLL ကတားဆီးတယ်ဆိုရင်တော့ဒါ TLL ရဲ့တမိုင်းချောင်းကတော့ပို့ပြီးတော့ဆိုးလာမယ်နေသားရှိပါတယ်เนาะဘာလို့ဆိုတော့အခုချိန်မှာတော့မှဟိုတချို့တွေကနားလဲပြေးပြမယ်တချို့တွေကတော့ TLL ပုံမှာဆိုရင်ဒီပြောနေပြစ်ပြောနေကြတဲ့ဟာအများကြီးလည်းတွေ့ရမှာเนาะအဲ့တော့ဘာဖြစ်ဖြစ်တော့ TLL ကဒီချိန်မှာဆိုရင်တော့ဒီသူတို့ဘလို့ဆုံးဖြတ်မလဲဆိုတာတော့တော်တော်လေးကိုအရေးကြီးနေပါတယ်เนาะဟုတ်ကဲ့နေ့လယ်ပိုင်းတစ်ဖက်ဒီဗီဒီယိုကဒီလောက်ပါပဲเนาะအစားဆုံးကြည့်ပေးကြပြီးမှပြည်သူရောက်စတဲ့အထူးပဲကျေးဇူးတင်ပါတယ်ညချမှာနောက်ထပ်သတင်းတော်တွေကျွန်တော်ပြန်ပြီးတွေ့ကြမှာเนาะ